အသေးရဲ့လေ့ကျင့်ခွင့်ကအများကြီးနီးပါးရောက်ဖြစ်ပါရဲ့ပြီးရင်ငါရူဘန်နဲ့ AC ထိုင်ပြီးငါကော်ဖီတောင်းရင်းနဲ့အသင်းကဘယ်နေရာမှာမားနေလဲဆိုပြီးငါမေးတဲ့အခါဆိုရင်ရူဘန်ထားလိုက်စမှာဗျာကျွန်တော်လို့ကျွန်တော်လုပ်ပါမယ်ဆိုပြီးတော့ပြန်ပြောတဲ့တဲ့တဲ့စာချင်းကငါပြောပြမယ်ကွာတဲ့မိမာငါတို့အနေနဲ့ငါတို့မဝယ်ဘဲနဲ့ဝယ်ခဲ့ရတဲ့ကစားသမားတွေရှိရဲ့ တခြားစကားလုံးနဲ့ပြောရမယ်ဆိုရင်ဒီကစားသမားရဲ့အတွက်ငါတို့ပတ်စံပေးနေရရဲ့ပေါ့ဒီတော့ Gary Neville ကရလက်တရားစိုးဝါနေရကြမင်းကဘယ်ချက်ကိုကြည့်ပြီးတော့ Ruben အနေနဲ့ကောင်းအောင်လှုပ်ဆောင်နိုင်နေရလို့ပြောနိုင်တာလေတဲ့ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Resorts ကနေကြိုးစားပါတယ် United တို့ရဲ့ Quintus စီမံကိန်းအကြောင်းနဲ့ overlap မှာပြုလုပ်ခဲ့တဲ့ဒီ Gary Neville နဲ့ Sir Jerry Ratcliffe တို့ရဲ့ interview တွေကစိတ်ဝင်စားစရာကောင်းတာလေးတွေကိုကျွန်တော်တို့တစ်ချက် ပြန်ပြောကြည့်ကြရအောင်ပထမဆုံးကတော့ကွင်းသစ်စီမံကိန်းအကြောင်းပေါ့နော် Ultra 4ကြီးကတော့ဒီတိုင်းမှာဆက်ရှိနေမယ်သူတို့ကွင်းအသစ်ကိုတက်တက်တိဆောက်မယ်အဲ Sergeant Reckless ကတော့ဒီ Stadium အသစ်မှာ United ရဲ့ရိုးရာ United ရဲ့သမိုင်းနဲ့ဒီစိတ်ဝိညာဉ်တွေကိုလည်းမပြောက်ပြက်စေရဘူးလို့သူကတော့ပြောထားတယ်အဲ2030မှာအပြီးဆောက်မယ်လို့သူတို့မှန်းထားတယ်အလွန်ဆုံးနောက်ကျရင်လည်း2030နှစ်ကအလွန်ဆုံးပဲလို့ပြောထားတယ်ဆိုတော့9နှစ်အတွင်းကနေအလွန်ဆုံးကြာမယ်ဆိုရင်လည်း9နှစ်ပေါ့ဒီထက်တော့နောက်မကျဘူးလို့သတ်မှတ်လို့ရတယ် ီကွင်းကိုလီဆောင်မဲ့သူကဒီ Norman Foster ဆိုတဲ့ English Architect and Designer တဦးဖြစ်တယ်။သူ့ကိုစာကျင်တို့ကဘာပဲတောင်းဆိုထားလဲဆိုတော့ဒီအာဂလာကွင်းကြီးဟာတစ်ကမ္ဘာလုံးကအသိမဲ့ပြီးပါတဲ့ကွင်းကြီးတစ်ကွင်းဖြစ်ရမယ်။ဘယ်သူမဆိုကြည့်လိုက်တာနဲ့ဒါဟာ Manchester United ရဲ့ Stadium ဆိုပြီးတော့သိစေရမယ်။အာဂလာကွင်းထဲမှာတကယ်အကောင်းတဲ့ပရိသတ်အင်အားတစ်ခုဖြစ်လာအောင်ပရိသတ်တွေနဲ့ကွင်းထဲမှာကစားနေတဲ့ကစားသမားတွေကိုတက်နိုင်တဲ့များနှီးစေခြင်းနဲ့ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်ရမယ်။ဥရောပမှာအကောင်းဆုံး PMI。 ဘာနေဗျူးနဲ့နူးကန်ကွင်းတွေထက်ပိုကောင်းရမယ်။ဘာနေဗျူးနဲ့နူးကန်နှစ်ခုလုံးကကွင်းအသစ်တွေဖြစ်ပြီးတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့အာသာကွင်းတွေပါတဲ့။ဒါပေမဲ့ဒီကွင်းတွေထက်ပိုကောင်းရမယ်။အချုပ်ဆိုရရင်တော့ကဘာပေါ်မှာအကြီးဆုံးကွင်းကြီးတစ်ကွင်းဖြစ်ပြီးတော့လူတိုင်းကအတိမတ်ပြုရတဲ့ကွင်းတစ်ကွင်းဖြစ်ရမယ်ဆိုပြီးတော့တာဂျင်ရက်ဒစ်တို့ကဒီနိုမန်ဖော်စတာကိုတောင်းဆိုထားတယ်လို့သိရပါတယ်။ဒီကွင်းတွေကြီးမှာပါတဲ့ဒီအချွန်၃ခုပေါ့နော်ဒီတောင်းတိုင်၃တိုင်လို့ပဲပြောရမလား။ဘယ်လိုပြောရမလဲကျွန်တော်သိချာမသိဘူး။ဒီအချွန်၃ခု ကိုအားလုံးလည်းမြင်ကြမှာပေါ့ဒီခြုံသုံးခုကဘာကိုကိုစားပြုတယ်လဲဆိုတော့အခုချိန်ထိတည်တည်ချာချာတော့မသိရသေးဘူးဒါပေမဲ့ပြောနေကြတဲ့ဇာတ်ကားတွေရောဒီ Manchester United logo တွေကကင်ထားတယ်ဒီခရင်ကသုံးခုကိုစားပြုတယ်လို့လည်းပြောကြသလို United Trinity လို့တန်စားခေါ်ဝေါ်ကြရဲ့ဒီ Joe Bass ရဲ့ Daniel Laws ရဲ့စာပေါ်ပြီးချာတန်ရဲ့သုံးခုကိုစားပြုရလားဆိုတာတွေကိုတော့တည်တည်ချာချာမသိရသေးဘူးဒါကတော့လက်ရှိအချိန်ထိဒီ Quinn Tejee နဲ့ပတ်သက်ပြီးတော့သိထားရတဲ့အကြောင်းအရာတွေပေါ့နော် Quinn Tejee ရဲ့ နာမည်ကို neutral four ဘာညာဆိုပြီးတော့တတင်းနဲ့ထွက်နေရရှိပေမဲ့ဒါကတကယ်အမှန်မဟုတ်သေးပါဘူး queen တဲ့နာမည်ကို united ဘက်ကထုတ်ပြန်ထားတာမရှိသေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ overlap မှာပြုလုပ်ခဲ့တဲ့ gary nabry နဲ့ sergeant redcliffe ရဲ့ interview ကိုကျွန်တော်တို့တစ်ချက်သွားကြရအောင်ပထမဆုံးအနေနဲ့ gary nabry ကပရိသတ်တွေကစိတ်ဆိုးဒေါသထွက်ပြီးတော့ arsenal နဲ့ပွဲမှာဆိုရင်သူတို့ဆန္ဒတွေပြခဲ့ကြရဲ့ပေါ့မင်းအနေနဲ့ဒီပေါ်မှာဘလို့နားလေထားတယ်လဲဆိုတော့ sergeant redcliffe ကငါနားလေပါတယ်တဲ့ငါလည်းပရိသတ်တွေထဲကတယောက်ပါပဲတဲ့အသင်းကအမပြေးစရာရဲ့အောင်နာမှာယက်တီန နေရင်တော့ဘယ်ပိတ်သက်မှပျော်ရွှင်နေမှာမဟုတ်ပါဘူးတဲ့ဒါရီယိုကနားလဲပြီးနေမှာရဲ့တဲ့ဒါပေမဲ့မင်းတို့ရူဘန်ရဲ့အသင်းကိုလည်းကြည့်လိုက်ပါဦးနဲ့သူ့မှာအသင်းလူစင်းရဲ့တဝက်ပဲရှိနေရဲ့ပေါ့ဒါကိုကြည့်ပြီးတော့ဒီဟာဒီဟာခက်ခဲနေရဲဆိုတာသိလာပါတယ်တဲ့ဒီတော့ Gary Neville ကအသင်းပိုင်ရှင်တယောက်အနေနဲ့မဟုတ်ပဲပိတ်သက်တယောက်အနေနဲ့ဆိုရင်အသင်းရဲ့နောက်ဆုံး6လ9လအတွင်းက performance ကိုမင်းအနေနဲ့ဘယ်လိုမြင်မိသလဲဆိုတော့စာချင်းက Eric ရဲ့လက်ထက်တုံးအောင်ဆိုရင်တော့အသင်းရဲ့ရလက်တွေကမတည်ငြိမ်မှုတဲ့ပုံတွေတွဲလို့မရဘူးပေါ့ Manchester City ကို FA ဘလာပေါ်လူက ွဲမှာတကယ်ကိုခြေသန်ကောင်းကောင်းပြပြီးတော့နိုင်ခဲ့တယ်ပြီးတော့ Crystal Palace နောက်မှဒီတခြားပွဲတွေမှာကြတော့ဒီလိုခြေသန်မျိုးတွေမပြနိုင်ခဲ့ပြန်ဦးတယ်အဲ Ruben ရဲ့လက်ထက်မှာတော့အစာပိုင်းတွေကခက်ခဲခဲ့တယ်တဲ့ ဒါပေမဲ့နောက်ပိုင်းမှာတော့တိုးတက်မှုတွေရှိလာပါတယ်ပေါ့။မိရောကဝယ်ခဲ့တဲ့ဒါသမားတွေကတဖြည်းဖြည်းနဲ့အထိုင်ကျလာတယ်။အဲဒီလီကခက်ခဲတယ်ဆိုတာမင်းလည်းသိရပဲတဲ့။ဇက်ကစီဆိုအစာပိုင်းမှာတော့ကသူပထမပိုင်းမှာနေလူသားလက်ခံခဲ့ရတဲ့ဖြစ်ရမျိုးတွေတောင်ရှိခဲ့တယ်ပေါ့။သူကအီတာလီယန်လိကလာတဲ့ဒါသမားဖြစ်တဲ့အတွက်ဒီလီမှာအသားကျဖို့သူအချိန်ယူခဲ့ရတယ်။အာဆင်နယ်နဲ့ပွဲတော်မှာမြေရူပိုင်းအသင်းကိုကြည့်လိုက်ပါဦးနဲ့။သူ့မှာအသင်းလူစင်းရဲ့တဝက်ပဲရှိရပေါ့။အရန်ကုန်ကြည့်လိုက်မယ်ဆိုရင်တော်ယုံလူဆိုရင်နာမည်တော့မသိနိုင်တဲ့ဒါသမားတွေပဲရှိရ။ဟီဗန်ဆိုရင် တက်က16နှစ်ပဲရှိသေးတယ်လွန်ခဲ့တဲ့3ပတ်လောက်ကမှငါတို့အာဆင်နယ်ကနေဝဲထားရတယ် OB ဆိုရင်လည်း16နှစ်ပဲရှိသေးရတယ်အသင်းမှာလစာအများဆုံးရတဲ့ကစားသမား6ယောက်ထဲမှာ4ယောက်ကပွဲထွက်မကစားနိုင်ဘူးရဲ့ဒီတော့ငါအနေနဲ့အသင်းကတော့တိုးတက်မှုရှိလာရလို့ငါထင်တယ်အာဆင်နယ်နဲ့ပွဲဒုတိယပိုင်းမှာဆိုရင်အသင်းရဲ့အနာဂတ်ကိုခက်ရဲရဲတော့ငါမြင်ခဲ့ရတယ်ကစားသမားတွေက United အတွက်သူတို့ရဲ့ game plan အတိုင်းသူတို့အသေးပေါက်မတက်သူတို့ကြိုးစားကစားသွားကြရဲပေါ့ဒီ Dylan နဲ့ Heaven တို့ရဲ့ဖြတ်ထုတ်မှုတွေနီးစနစ်ပိုင်းတွေကိုမြင်မြင်ခဲ့ရမလား ိုက်ဒါတွေကအသင်းအတွက်တော့တနည်းနည်းအတိတ်ပဲရှိလာရလို့ငါမြင်တယ်တဲ့ဒီတော့ Gary Neville ကလွန်ခဲ့တဲ့နေ့တုန်းကလူခေါ်ယူမှုတွေကအကျိုးဖြစ်ခဲ့လို့မြင်ထင်သလားဆိုတော့စာချင်းက ဟုတ်တယ်တဲ့ငါထင်တယ်တဲ့ဒါပေမဲ့ငါတို့အနေနဲ့လွန်ခဲ့တဲ့နေမှာတော့ဆိုရင်အချိန်လုံးလောက်လောက်မရခဲ့ဘူးတဲ့အဲဂျေဆင်ဆိုရင်လည်း၃ဘက်ပဲရှိသေးတယ်ပေါ့ဂျေဆင်ဝေးကိုပြောတာအိုမာဆိုရင်လည်းအသင်းကိုရောက်တာ၃ရက်ပဲရှိသေးတယ်ဆိုတော့အိုမာဘော်ရက်တာကိုပြောချင်တာပေါ့အဲနီးပြတ်နယ်ပတ်သက်ပြီးတော့လည်းငါတို့အနေနဲ့ထုတ်ရမလားဆက်ထားရမလားဆိုတဲ့အငင်းပေါင်းမှုတွေကလည်းရှိနေတယ်ဒါကိုလည်းငါတို့အနေနဲ့ဖြည့်ရှင်းဖို့စဉ်းစားနေရသေးတယ်တဲ့ဒီတော့ဂယ်ရီနေဗီကဒီ FA ဖလားဘုံလူပွဲအပြီးမှာနီးပြတ်အစ်တစ်ယောက်ကိုသာရှားတွေ့ခဲ့ရင် အရစ်တဟက်ကိုထုတ်ခဲ့မှာလားတဲ့။နီးပြအစ်စ်ရှာဖွေရဲ့သတင်းတွေကလည်းအဲ့တုန်းကထွက်ခဲ့ရရရှိရဆိုတော့ဆိုပြီးတော့ ခရီးနရိယမေးထားတယ်ဒီတော့စာချင်းကတကယ်လက်တွေ့မှာတော့ငါတို့အတွက်ကဒီလိုဆုံးဖြတ်ချက်ကြီးတစ်ခုကိုချဖို့ကစောလုံးခဲ့ပါရဲ့ငါတို့အနေနဲ့အဖွဲ့အစည်းတစ်ခုအဖြစ်တောင်းတည်တည်ချာချာမတည်ဆောက်ရသေးဘူးတဲ့အဲ့ဒီအချိန်တုန်းကအဲ့ရရဲ့ performance တွေကလည်းမတည်ငြိမ်ဘူးသူဘလို့လက်ပတ်နေလဲသူ့ပါဝင်ချက်ကဘလို့ရှိတယ်လဲငါတို့တချာမသိရဘူးအူမှာပြောရမယ်ဆိုရင်ဟောရဲအဲရူဘန်နဲ့ဆိုရင်ငါတို့တကယ်ကိုခိုင်မာရဆက်ဆံရေးရှိရပေါ့ဂျေဆန်နဲ့ရူဘန်ဆိုရင်တရက်ကိုနှစ်ဟာသုံးဟာလောက်စကားပြောကြတယ်။အူမှာနဲ့ဆိုရင်လည်းရူဘန်နဲ့ကနေတိုင်းစကားတွေပြောပြကြတယ်။ငါဆိုရင်လည်းပွဲတစ်ပွဲကို ော်ရောက်တိုင်းရူဘန်နဲ့စကားပြောဖြစ်တယ်ပေါ့အဲ့ဒီတုန်းကကြတော့ရလက်တွေကမတိမငြိမ်ဖြစ်နေပေမဲ့သူကဘလို့လက်ပတ်နေလဲဆိုတာငါတို့သိချာမသိရဘူးဒီတော့ငါတို့မှသူ့ကိုထုတ်ပယ်ဖို့ဆုံးမချက်ကိုတိတိချာချာမချနိုင်ခဲ့ဘူးပေါ့နောက်ဆုံးမှာတော့ငါတို့ဒီတန်တရားရဲ့အကျိုးဆက်ကိုငါတို့ခံရရတာပဲတဲ့ဒီတော့ဂယ်ရီနေရီကအဲရစ်ကိုဆက်ထားခဲ့မိတဲ့ဆုံးမချက်ကိုနောက်နောက်ရမိလားဆိုတော့စာချင်း ဟုတ်ပါရဲ့ငါတို့သုံးမျက်ချက်မှားခဲ့တယ်ပေါ့ဒီအတွက်ငါတို့ကိုမင်းတို့အပြစ်တင်မယ်ဆိုရင်လည်းငါတို့ခံရမှာပဲတဲ့ရူဘန်ရဲ့ပထမဆုံး6လအတွင်းရလတ်နဲ့ခြေသွမ်းတွေပေါ်မှာရောမင်းဘလို့ထင်မိသလဲအဲ तू ကအရန်ယူသားပုံရင်းလို့နေတဲ့ကရင်နဗီကမိတာအိရစာချင်းကဟုတ်တယ်တဲ့ तू ကယူသားရဲ့ငါဒါကိုသဘောကျရတယ်အသေးရဲ့လေ့ကျင့်ဝင်ငါအမြဲတမ်းဒီပါရောက်ဖြစ်ပါရဲ့ပြီးရင်ငါရူဘန်နဲ့အေးဆေးထိုင်ပြီးငါကော်ဖီတောင်းရင်းနဲ့အသင်းကဘယ်နေရာမှာမားနေလဲဆိုပြီးငါမေးတဲ့အခါဆိုရင်ရူဘန်က ထားလိုက်စမှာဗျာကျွန်တော်လို့ကျွန်တော်လုတ်ပါမယ်ဆိုပြီးတော့ပြန်ပြောတဲ့တဲ့တဲ့ငါဒါမျိုးအရန်သဘောကြရဲ့ရူဘန်အနေနဲ့ကောင်းကောင်းလုံးဆောင်နိုင်နေရဲ့လို့ငါမြင်ပါတယ်တဲ့ငါသူ့ကိုသဘောလဲကြရဲ့သူ့အနေနဲ့ယာတီလင်းမှာရောက်လာတယ်သူကစားခြင်းနဲ့ပုံစံအတိုင်းကစားနိုင်မှုအတွက်ကလာသမားတွေနဲ့လေ့ကျင့်ခြင်းကောင်းကောင်းမရခဲ့ဘူးလက်ရှိလူစင်းရလည်း သူကစားချင်တဲ့ပုံစံအတိုင်းတိစောက်ထားတာမဟုတ်ဘူးအင်္ဂလိပ်ကလည်းသူ့ရဲ့မိခင်ဘာသာတကားမဟုတ်ဘူးပရီးမီးယားလိမှာတော့သူကအရင်ကကစားခဲ့ဘူးတာမဟုတ်ဘူးပေါ့ဒါတောင်မှသူ့အနေနဲ့ကမ္ဘာပေါ်မှာအကြီးဆုံးအသင်းတစ်သင်းကိုကင်တွယ်နေရတယ်အဲဒီနေရာကသူ့လိုအတိုင်းငယ်လူတယောက်အတွက်ဆိုရင်ခက်ခဲတဲ့နေရာတစ်ခုလည်းဖြစ်တယ်ပေါ့ဒါရီအလုံးကိုထည့်ပြီးစဉ်းစားလိုက်မယ်ဆိုရင်တော့ရူဘန်အနေနဲ့ကတော်တော်ကောင်းအောင်လှုပ်ဆောင်နိုင်နေတယ်လို့ပြောလို့ရပါတယ်တဲ့ဒီတော့ဂယ်ရီနဗီကရလက်တရားစိုးဝါနေရကြမင်းကဘယ်ချက်ကိုကြည့်ပြီးတော့ရူဘန်အနေနဲ့ကောင်းအောင်လှုပ်ဆောင်နိုင်နေတယ်လို့ပြောနိုင်တာလေတဲ့ဒီတော့စာ ခြင်းကအခုလက်ရှိ သူ့မှာရှိရလူနဲ့သူလှုပ်ပြနေတာကောင်းတယ်လို့ငါထင်တယ်လက်ရှိအသင်းရဲ့လူစင်းရဲ့လောက်ခလာစာတွေကိုကြည့်လိုက်ရင် Manchester City ဒါမှမဟုတ် Liverpool ရဲ့သူတို့ကစားသမားတွေကိုပေးနေရတဲ့လောက်ခလာစာအထက်နင်းနေတာကိုအမြင်ရလိမ့်မယ်ဒိုင်းရကစားသမားတွေအငားထွက်နေတဲ့စားသမားတွေကိုထဲမတွက်နဲ့ န်တိုဒီအငားထွက်ထားရဲ့ဆန်ချိုအငားထွက်ထားရဲ့ရက်ရှ်ဖို့အငားထွက်ထားရဲ့မစ္စမောင့်ဆိုလည်းလွန်ခဲ့တဲ့နေရာဒီလုံးကောင်းကောင်းမကစားနိုင်ဘူးလူရှော့ဆိုလည်းမစ္စမောင့်လိုပဲအတူတူပဲဒီကစားသမားတွေကိုဖဲပြီးတော့လောလောဆယ်မှာရူဘန်ဂိုင်းတွေနေတဲ့အသင်းရဲ့လောက်ခလာတာတွေကိုကြည့်လိုက်မယ်ဆိုရင်နော်တင်ဟမ်ဖောရက်တို့အေဗာတန်တို့နဲ့အတူတူလောက်ပဲရှိရဲပေါ့မန်ချက်စတာစီးတီးအသင်းဆိုလောက်ခလာတာတန်းနေရလီဗာပူးဆိုရင်တန်း300လောက်ပေးနေရတဲ့လူစင်းရင်းနဲ့ကစားနေတဲ့အချိန်မှာရူဘန်ကလောက်ခလာစားတန်း130လောက်ပဲရှိရဲလူစင်းနဲ့ကစားနေရတာပါတဲ့နောက်မင်းကွန်းတစ်ခုကတော့ရက် ရှ်ဖို့အန်တိုနီဆန်ချိုနောက်ဆုံးဂနာချိုအစရှိတဲ့ကစားသမားတွေနဲ့ပတ်သက်တဲ့ဒီရူဘန်ရဲ့ဆုံးဖြတ်ချက်တွေကိုရောမင်းအနေနဲ့ထောက်ခံမှုရှိသလားဆိုတော့ဒါပေါ်ကငါထောက်ခံတယ်သူမန်နာကိုလုတ်တယ်ဆိုတာငါယုံတယ်နောက်ထပ်ဂယ်ရီနဗီမေးထားတာကကစားသမားတော်တော်များများကမင်းနဲ့ရူဘန်မရောက်ခင်တော့ခေါ်ထားခဲ့တာတွေဖြစ်တယ်ပေါ့မင်းအနေနဲ့ရှေ့လူတွေလုတ်ခဲ့တဲ့အမားတွေကို နောက်ကနေပြန်လိုက်ပြင်းနေရတယ်လို့ခံစားမိလားဆိုတော့စာချင်းကငါပြောပြမယ်ကွာ့မိမာငါတို့အနေနဲ့ငါတို့မဝယ်ဘဲနဲ့ ဝယ်ခဲ့ရတဲ့ကစားသမားတွေရှိရတဲ့တခြားစကားလုံးနဲ့ပြောရမယ်ဆိုရင်ဒီကစားသမားတွေအတွက်ငါတို့ပတ်စံပေးနေရရဲ့ပေါ့ အန်တိုနီအတွက်ငါတို့ပေးနေရတယ်ဆန်ချိုအတွက်ငါတို့ပေးနေရတယ်ဝိုင်လန်ကက်စမဲလိုအိုနာနာတို့အတွက်လည်းငါတို့အခုချိန်ထိပတ်စံပေးနေရတော့မယ်အခုချယ်ဆီမှာသွားကစားနေတဲ့ဆန်ချိုဆိုရင်သူ့ရဲ့လာတာတော့ဘက်ကိုလည်းငါတို့ပေးရတယ်ငွေကြရင်လည်းသူ့ကိုခေါ်ယူခဲ့မှုအတွက်ပေါင်18တန်းကပေးနေရသေးတယ်ဒါကမိခလုတ်အပိတ်ဖွင့်လို့တလို့လွယ်ကူမှမဟုတ်ဘူးတဲ့မေမာငါတို့အနေနဲ့အရင်ကဝယ်ခဲ့တဲ့ကစားသမားတွေအတွက်အသင်းကပေးချေရတဲ့ငွေကပေါင်89တန်းတိရှိတယ်ကစားသမားအစ်စ်တယောက်မှမဝယ်ခဲ့ရဘူး ိုအရင်ကဝယ်ခဲ့တာတွေအတွက်ပေးချေနေရတာက ပေါင်89တန်းရှိရဲ့ဒါကအသင်းတွေကလူဝဲတယ်ဆိုရင်လက်ငင်းအားလုံးကိုပေးချိလိုက်တာမျိုးမဟုတ်ဘူးအဲတနည်းချင်း installment အရစ်ကြပုံစံမျိုးနဲ့တွားတာပေါ့နော်ကစားသမားတယောက်ကတန်းရှင်းဆယ်ဆိုတန်းရှင်းဆယ်လုံးချက်ချင်းလက်ငင်းပေးလိုက်တာမျိုးမဟုတ်ဘူးတနည်းချင်းတနည်းချင်းအရစ်ကြပေးတာဆိုတော့အရင်တော့ဝဲခဲ့တဲ့ကစားသမားတွေကအခုချိန်ထိအကျွေးမကြည့်သေးတာတွေရှိရဲ့အခုစာချင်းတော့တော့ရဲ့အထက်မှာဆိုစန်ချိုအတွက်သူတို့ပေးနေရအောင်မယ် wild land အတွက်သူတို့ပေးနေရအောင်မယ် casmero အတွက်သူတို့ပေးနေရအောင်မယ် onana အတွက်သူတို့ပေးနေရအောင်မယ် antony အတွက်သူတို့ပေးနေရအောင်မယ်ဒီကစားသမား ားတွေရဲ့ပြောင်းရွှေ့ခြင်းအကျိုးကိုပေးနေရတာဟိုကပေါင်89တန်းရှိတယ်။နောက်ထပ်စာချင်ပြောထားတာတော့ဒီ Ruben Amorim ရဲ့ system အတွက်လည်းသူလာမယ့်လွေမှာအထောက်ပံ့သေးသေးချာချာပေးသွားမယ်လို့ဖြေထားတယ်။ဘလောက်ပမာဏလဲဆိုတော့သူတေချာပြောလို့မရသေးဘူး။ကစားသမားရောင်းချမှုအပေါ်မှာမူတည်ပြီးတော့အပြောင်းလဲရတော့ရှိနိုင်တယ်ပေါ့။ရောင်းလို့ရတဲ့ညပတ်စံအလုံးလူသစ်ခေါ်ရတဲ့နေရာမှာသူပြန်ပြီးအသုံးပြုသွားမယ်လို့ဖြေထားတယ်။ တဲ့ H1 နဲ့ပတ်သက်ပြီးတော့ Gary Nabi မြင်းမြန်းထားတဲ့နေရာမှာလဲသူက chemistry မမီလို့ပဲဖြေထားတယ်ပေချာဖြေမထားဘူး Gary Nabi က zoom မေးနေရာကိုပဲပေချာဖြေမထားဘူး chemistry မမီလို့ဆိုပြီးပဲဖြေသွားတယ်။ကျန်တဲ့ဒီ Covid menu တို့ကနာချိုးတို့နဲ့ပတ်သက်ပြီးတော့လဲစာချင်းကအသင်းရဲ့ဒီဘန်နာရေးအခြေအနေအကြောင်းတော့ ကိုဗီမင်းကြီးကိုကနာချိုးလို့သူရောင်းချမှာမဟုတ်ဘူးပေါ့ကစားသမားတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချရတဲ့နေရာမှာတော့အသင်းရအဓိကပဲအသင်းရဆွမ်းဆောင်ရည်မြင့်တင်မှုအတွက်ပဲအဓိကဦးစားပေးစဉ်းစားပြီးတော့သူကစားသမားတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချသွားမယ်လို့တော့ဖြေသွားပါတယ်ဆိုလိုချင်တာကတော့ဘန်နာရဲ့အခြေအနေကြောင့်တော့ဒီလူငယ်ခြေတဲ့ကစားသမားလေးတွေကိုရောင်းမှာမဟုတ်ဘူးဒါပေမဲ့အသင်းရ assistant နဲ့အံဝင်မှုဆိုရင်တော့ရောင်းတင်ရောင်းမှာပဲဆိုတဲ့သဘောမျိုးပဲဖြစ်နိုင်တယ်ကျန်တဲ့စိတ်ဝင်စားတဲ့အချက်လေးတွေကစာချင်းပြောထားတဲ့အထက်မှာဒီအဖွဲ့အစည်းတစ်ခုကိုဦးဆောင်တဲ့အခါမှာဒီမီဒီယာတွေသတင်းတွေ ွေကပြောတဲ့အတိုင်းပဲမင်းဥဆောင်ပြီးတော့လက်ပတ်မလားဒါမှမဟုတ်ကိုယုံကြည်ထားတဲ့အကောင်းဆုံးနည်းလမ်းနဲ့ပဲမင်းဥဆောင်မလားတကယ်လို့ ဘာရဲ့အမိသားဆိုရင်တော့တကြက်နဲ့တက်ကစပြီးတော့မင်းအသေးစိတ်ယူဆိုင်တယ်ဆိုရင်တန်းနဲ့ချီတဲ့ပတ်ဆက်တွေကလည်းမင်းကိုပြန်ပြီးယူဆိုင်လိမ့်မယ်လို့ပြန်ပြောလိမ့်မယ်ဆိုပြီးတော့စာချင်းပြောထားပြီးလည်းရှိတယ်။နောက်ထပ်စာ LS နဲ့ပတ်သက်တဲ့အကြောင်းလည်းပါတယ်။စာ LS Ferguson ကိုအတင်းရတက်တမန်ရာရူကနေဖယ်ရှားခဲ့ရတဲ့ပတ်သက်ပြီးတော့လည်းငါးအနေနဲ့စာ LS နဲ့ ACC တကားထိုင်ပြောခဲ့ပြီးတော့လက်ရှိအခြေအနေတွေကိုရှင်းပြခဲ့တယ်ပေါ့။နောက်၃ရက်ကြာတော့စာ LS ကသူဒီရာရူကနေနှုတ်ထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒါကသူ့ရဲ့ United ပေါ်မှာ ထားရဲ့သူ့ရဲ့ချစ်ခြင်းသူ့ရဲ့တန်ရုံးစဉ်ကိုပေါ်ပြတဲ့ဆုံးဖြတ်ချက်တစ်ခုလိုပဲငါထင်ပါတယ်တဲ့နောက်ဆုံးအချုပ်အနေနဲ့ကတော့ငါတို့တွေတိတ်မကြခင်မှာအရန်အစင်းမြင့်နဲ့ training center တစ်ခုရှိလာမယ်ပေါ့ပြီးရင်တော့ကမ္ဘာအကြီးကျယ်ခန္ဓာဆုံးကွင်းတကြီးတစ်ခုလည်းရှိလာမယ်ဒါဆိုရင်တော့လာမယ့်အနာဂတ်မှာ United ကအကျိုးအမြတ်တွေအများကြီးရနိုင်တဲ့အသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်ဒီ interview မှာ Sardin Rugby လောလောဆယ်ဖြေထားတွေကိုကြည့်ရင်တော့သူ့အနေနဲ့ကတော့အသင်းတိုးတက်ဖို့အတွက်တော့စေရောကိုရောနှစ်ပြီးလှုပ်ဆောင်နေတဲ့သဘောပဲပေါ့နော်တကယ်ဟုတ်တာမဟုတ်တာကတော့ကျွန်တော်တို့အချိန်ပေးပြီးဆောင် ြီးမှပဲသိရမှာတကယ်တမ်းသူတို့အနေနဲ့အသင်းကိုရောက်တာတနစ်တောင်မပြေသေးဘူးယာဒီတော့ဝေဖန်မှုဆိုတာလဲစောစောစောသေးတယ်သူတို့အနေနဲ့သုံးဖြတ်ချက်အမှားတွေလည်းရှိခဲ့ပါတယ်သူပိုင်လည်းဝန်ခံထားတဲ့ဒီ error the head တို့ dashboard တို့ကိစ္စတွေမှာသူတို့ဘက်ကမားရေပေါ့ဒါကတော့လုံးလုံးတဲ့ခါမှာအမှားတော့ရှိမှာပဲလေနော် ဘာမှမလုပ်ရင်တော့ဘာမှမားစရာမရှိဘူးလုံနေရလို့တော့မားမှာပဲဒါပေမဲ့ခဏခဏမမားဖို့လိုရယ်ဒီလိုအစောပိုင်းမှာမားတာခွင့်လွှတ်လို့ရပေမဲ့နောက်ပိုင်းတကယ်ကိုအရေးကြီးတဲ့အချိန်ကြီးမှာဒီလိုမျိုးအထက်ပိုင်းတွေကမမားနေဖို့တော့လိုရယ်ပေါ့နော်ဒါမှလည်းအောက်ပိုင်းကိုခွားပေါင်းပြုတ်ပြင်ထိန်းသိမ်းစောင့်ရှောက်လို့ရမှာပြီးတော့ဒီအင်တာဗျူးမှာဒီ Sergeant Radcliffe နာမည်တက်ပြောသွားတဲ့ကာကမားရဲ့အနေနဲ့ကတော့သတိထားဖို့လိုတယ်သူတို့အနေနဲ့ခြေစမ်းပြနိုင်ပြီဗျာ ပေးရတဲ့ပြောင်းရွှေ့ခြင်းပေးရတဲ့လားစာနဲ့ထိုက်တန်တဲ့ခြေစွမ်းကိုပြနိုင်ရင်ပြမပြနိုင်ရင်တော့နောင်ရသည်မှာမောင်းထုတ်ခံရမယ်သတင်းထဲမှာထိတ်ဆုံးမှာဖြစ်သွားလိမ့်မယ်ဒီတိုင်းဆိုမစ်ဆင်မောင်းတို့လူရှော့တို့လည်းမလွယ်ဘူးစာတင်ရက်ကလေးရဲ့ကောင်းထဲမှာရှိနေပြီဒီကောင်းနေနှစ်နှစ်လောက်ရှိပြီကောင်းအောင်မစားနိုင်တာလားစာအများဆုံးသားမားတွေထဲမှာပါနေတယ်ဆိုပြီးသူပြောသွားတာရှိတယ်။အိုနာနာတို့ကက်စမဲရိုတို့ရက်စမတ်ဝိုင်လန်တို့အန်တိုနီယိုလည်းသူပြောသွားတဲ့ထဲမှာပါတယ်ဒီကသားမားတွေကတော့သတိထားဖို့လိုနေပြီဒါရီကတော့ယူနိုက်တက်နဲ့ပတ်သက်ပြီးနောက်ဆုံးရထားတဲ့ကွင်းသစ်စီမံကိန်းအကြောင်းနဲ့ စာဂျန်ရက်ကလစ် overlap မှာပြုလုပ်ခဲ့တဲ့ interview ကပြောစကားတွေဖြစ်ပါတယ်။ channel ပြောစကားတွေကတော့အသင်းရဲ့ financial ဘိုင်းနေနဲ့ပဲအများကြီးသက်ဆိုင်နေတဲ့ကဏ္ဍနေနဲ့တွက်ပြနေရမလို့တိတ်စိတ်ဝင်စားစရာတော့မရှိဘူးပေါ့နော်။ United ပြည်သက်တွေအဓိကသိတဲ့အကြောင်းအရာတွေကတော့ကျွန်တော်ရှေ့မှာအကုန်ပြပြထားခဲ့ပြီးဖြစ်ပါတယ်။အားလုံးပဲဘလို့ထင်ကြလဲ။ဝင်ရောက်ဆွေးနွေးသွားပေးကြပါဦး။ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်။ရုပ်ရှင်နဲ့သက်သူများအတွက် Netflix, Prime Video, Disney Plus, HBO Max, Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify, Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Crew ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche, Netflix Fan မြန်မာ၊စိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအပ်ပြီးလို့ရပါတယ်။ Telegram ကနေတဆင်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။